ဇလန်းစမှာပင် MID တက်ကတော့ကနမေကျော်တင်ချပါမောခဂျယ်ရက်လမ်ဘိုဟာသူ့ရဲ့ចောင်းသားလေးရဲ့အတွက်ခက်ထဲနည်းနည်းတဲ့တင်ချပုတ်စာတပုတ်ကိုတင်ပုံးပေါ်မှာခြာရည်ပြီးစိန်ခေါ်ခဲ့ပါတယ်။ဘယ်ចောင်းသားမှမဖြည့်ရှင်းနိုင်ခဲ့တဲ့ဒီပုတ်စာကို Will Hunting ဟာသင်ရှင်းရေးလုပ်ရင်းနဲ့တိတ်တဆိတ်ဖြည့်ရှင်းပြခဲ့ပါတယ်။ပါမောခလမ်ဘိုဟာဒီလိုညံကြီးရှင်ထူချင်းနေတာကိုတည်သွားပြီးနောက်ထပ်ပိုခက်ခဲတဲ့ပုတ်စာတစ်ခုကိုထပ်တင်ခဲ့ပြန်ပါတယ်။ Will ဟာဒါကိုလည်းအလွယ်တကူပဲဖြည့်ရှင်းနိုင်ခဲ့ပါတယ်။ ီအချိန်မှာပဲဘာမော့ခ်လန်ဘိုဟာဒီဉာဏ်ကြီးရှင်ကိုဘယ်သူလဲဆိုတာသိဖို့စ조사ခဲ့ပါတော့တယ်။ဝီလ်နဲ့သူ့သူငယ်ချင်းတွေဟာဘားတစ်ခုမှာဟာဗတ်ကျောင်းသားတွေနဲ့ရန်ဖစ်ခဲ့ပြီးဝီလ်ဟာရဲရရှိသူကိုတိုက်ခိုက်မိတာကြောင့်ဖန်စီခံလိုက်ရပါတယ်။သူ့ရဲ့ပြည်မှုမက်တန်တွေကလည်းများပြတ်မိတာကြောင့်ထောင်ချမဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ပါမော့ခ်လန်ဘိုဟာဝီလ်ကိုလိုက်ရှာတွေ့ထွားပြီးသူ့ရဲ့ဉာဏ်ကြီးကိုဖြုံးတီးခဲ့မှမလိုလားတာကြောင့်တရားကောင်းမှာလိုက်ပါကူညီခဲ့ပါတယ်။ လမ်ဘိုဟာဝီလ်ကိုထောင်တိုင်ကနေကယ်တင်ဖို့အတွက်တရားစကြီးနဲ့သဘောတူညီမှုတစ်ခုရယူခဲ့ပါတယ်။အဲဒါကတော့ဝီလ်ဟာလမ်ဘိုရဲ့ကြီးကြပ်မှုအောက်မှာသင်္ချာပညာကိုလေ့လာရမှာဖြစ်သလိုစိတ်ကူးထုံးစရာဝင်တဦးနဲ့လည်းပုံမှန်တွေ့ဆုံရမှာပဲဖြစ်ပါတယ်။ဝီလ်ကသင်္ချာကိုလေ့လာဖို့သဘောတူပေမဲ့စိတ်ကူးထောင်းခံယူဖို့ကတော့ပြက်ပြက်တတငင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့ထောက်ကြတာထက်တော့ပိုကောင်းတဲ့အခြေအနေဖြစ်လို့နောက်ဆုံးမှာတော့သူလက်ခံခဲ့ပါတော့တယ်။ ဝီလ်ဟာသူ့ကိုကူတာပေးနေတဲ့စိတ်ကူးတောင်းဆရာဝန်တွေကိုတယောက်ပြီးတယောက်လှောင်ပြောင်ပြက်ရပြူပြီးစိတ်ပိုင်းဆိုင်ရာအရာအနိုင်ပိုင်ခဲ့တာကြောင့်ဘယ်သူမှသူ့ကိုမကူတော်ရဲတော့ဘူးအချိန်ဒီအရန်ဆိုးလာတဲ့အခါပမော့ခါလန်ဘိုဟာစိတ်ပြက်အားငယ်စွာနဲ့သူ့ရဲ့ကောလိကျောင်းနေဘက်ဟောင်းဖစ်တဲ့အခုတော့ Bunker Hill Community College မှာစိတ်ပညာသင်ကြားနေတဲ့ဒေါက်တာ Sean McGuire ကိုအခုညီတောင်းခဲ့ပါတယ် Sean ha တခြားသူတွေနဲ့မတူဘဲ Will ရဲ့ခုခံကာကွယ်မှုတွေကိုတကယ်ပဲရင်ဆိုင်မှုစူးစမ်းခဲ့သူပါ သူတို့နှစ်ဦးရဲ့ပထမဆုံးတွေ့ဆုံမှုဟာအတော်လေးတင်းမှန်နေခဲ့ပါတယ်။ဝီလ်ကရှုံးရဲ့ကွေလွန်သွားတဲ့ဖြစ်တဲ့ဇနီးတဲ့အကြောင်းကိုရိုင်းဆိုင်စွာပြောဆိုလှောင်ပြောင်ခဲ့တာကြောင့်ရှုံးကဒေါသတကြီးနဲ့ဝီလ်ရဲ့လက်ပင်းကိုဆွဲညစ်ပြီးချိန်ညောက်ခဲ့ပါတယ်။ဒီမြင်ကွင်းကသူတို့နှစ်ဦးရဲ့ဆက်ဆံရေးဘလောက်ပြင်းထန်မဲဆိုတာကိုဖော်ပြနေခဲ့ပါတယ်။ရဲအနည်းနဲ့ကြာပြီးလောက်သူတို့နှစ်ဦးဟာဘိုစတန်ပပ်ဘလစ်ဂါဒန်မှာပြန်လည်တွေ့ဆုံခဲ့ကြပါတယ်။ဒီမှာရှုံးကဝီလ်ကို သူ့ရဲ့ဘဝအတွေ့အကြုံတွေအကြောင်းစာအုပ်ထဲကနေသင်ယူရတာနဲ့လက်တွေ့ဘဝမှာကြုံတွေ့ရတာတွေရဲ့ကွာခြားချက်တွေအကြောင်းပြောပြခဲ့ပါတယ်။ဝီလ်ဟန်စာအုပ်ထဲကနေအရာရာကိုသိနေပေမယ့်အခြေဆုံးရှုံးမှု၊နာကျင်မှုစတဲ့ဘဝရဲ့နည်းနည်းတဲ့စိတ်ခံစားမှုတွေကိုတော့တကယ်တမ်းမခံစားဘူးတူရှွန်ကထောက်ပြခဲ့ပါတယ်။ဒီစကားတွေကဝီလ်ကိုတော်တော်လေးထိခိုက်စေပြီးသူ့ရဲ့စိတ်ထဲမှာရှွန်နဲ့ပတ်သက်ပြီးစတင်တွေးတောမိစေခဲ့ပါတယ်။ရှွန်ဟာဝီလ်ကိုသူ့ကိုယ်သူပုံမပွေလင်းထွက်အောင်တဖြည်းဖြည်းချင်းနားချခဲ့ပါတယ်။ ီအတော်ခင်မှာပဲ will ha harvest ကြောက်သူ skyla ဆိုတဲ့မိန်းကလေးတူနဲ့送တွေ့ပြီးချစ်ကြွဝင်ခဲ့ပါတယ် skyla ဟာထက်မြက်ပြီးချစ်ရကောင်းတဲ့မိန်းကလေးတူဖြစ်ပေမဲ့ will ဟာသူ့ရဲ့ငယ်ဘဝစိတ်တန်ရာတွေကြောင့် skyla နဲ့နက်နက်ချစ်ချင်းဆက်ဆံရီးတိဆောက်ဖို့ခက်ခဲနေခဲ့ပါတယ်သူချစ်တဲ့သူတွေကသူ့ကိုဆုံးဖြတ်သွားမှာကိုကြောက်ရွံ့နေတာပါ skyla ကသူ့ကိုကယ်လီဖိုးနီးယားကိုလိုက်ဖို့ခေါ်ပေမဲ့ will ကညှင်းဆန်ပြီးသူဟာမိဘမဲ့ဖြစ်တာကြောင့်နဲ့မွေးစားဖောက်ခင်ကရိုက်ညက်ခဲ့တာကိုဖွင့်ဟားခဲ့ပါတယ် ရှုံးနဲ့ဝီလ်ရဲ့ကူးတက်ခံတဲ့ဟာနေဟာပုံမနဲ့ကြည်လာခဲ့ပါတယ်။ရှုံးဟာသူ့ရဲ့ဇနီးတဲနဲ့ပထမဆုံးတွေ့ဆုံခဲ့မှုသူ့ရဲ့ဇနီးတဲအတွက်နှစ်ခွန်းခုနှစ်ဆံငါခုနှစ်ဝေါ်စီဗီဂိမ်းကိုလက်လွတ်ခဲ့မှုဒီအကြောင်းပြောပြခဲ့ပါတယ်။ I got to go see about a girl ဆိုတဲ့စကားလုံးကဝီလ်ရဲ့စိတ်ထဲမှာဆွဲထင်စီခဲ့ပါတယ်။ရှုံးဟာဇနီးတဲကိုခင်စာရိုးကနဲ့ဆုံးရှုံးခဲ့ရပေမဲ့သူ့ရဲ့ဇနီးနဲ့အတူဖြတ်တန်းခဲ့ရတဲ့ဘဝကိုဘယ်တော့မှနောင်တမရခဲ့ဘူးလို့ဝီလ်ကိုပြောပြခဲ့ပါတယ်။ ဒီစကားတွေကဝီလ်ရဲ့အချစ်အပေါ်ထားတဲ့ကြောက်ရွံ့မှုကိုရှွတ်ချပေးခဲ့ပါတယ်။ဒီအချိန်မှာပဲပါမောက်ခလမ်ဘိုဟာဝီလ်ကိုအစိုးရအဖွဲ့အစည်းနဲ့နာမည်ကျော်ကုမ္ပဏီကြီးမြတ်မှာအလုပ်ရအောင်စီစဉ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဝီလ်ဟာအဲ့ဒီအလုပ်တွေကိုစိတ်မဝင်စားဘူးလှောင်ပြောင်ငင်းပယ်ခဲ့ပါတယ်။လမ်ဘိုဟာဝီလ်ရဲ့ညံရီကိုအကောင်းဆုံးအသွမ်းချစေခြင်းနဲ့ဝီလ်ကလည်းသူ့ရဲ့ကိုယ်ပိုင်လမ်းကိုရှာဖွေနေကြကြောင်းသူတို့နှစ်ဦးကြားမှာအထူးကျေသဘောထားကွေးလွယ်ခဲ့ပါတယ်။ဝီလ်ရဲ့အချစ်အေးမှလည်းစကိုင်လာကကယ်လီဖိုးနီးယားကိုပြောင်းရွှေ့သွားဖို့လုပ်နေတဲ့အခါ ဝီလ်ဟာသူ့မကိုဆွန့်ပစ်သွားမှကိုကြောက်ညံ့သွားတာကြောင့်ဆက်ဆံရေးကိုဖျက်ချောင်းချင်းခဲ့ပါတယ်။စကိုင်လာကသူ့ကိုချစ်တာကြောင့်ကိုဖွင့်ဟားပြောဆိုပေမဲ့ဝီလ်ကတော့သူ့ရဲ့စိတ်တန်ရာကြီးကြောင့်ရှံခွဲခဲ့ပါတယ်။ဒီလိုနဲ့ဝီလ်ရဲ့အရင်အနည်းဆုံးသူငယ်ချင်းဖြစ်တဲ့ချက်ကီကဝီလ်ကိုဘောနဲ့ပတ်သက်ပြီးရင်ဖွင့်စကားပြောပြခဲ့ပါတယ်။သူတို့တက်လုံးစောင်းလုံးဝင်စိတ်ဝင်ဝင်မှနဲ့ဝီလ်ကိုတွေ့နေရတာကိုမလိုလားဘူး။ ဝီလျက်ညံကြီးကိုအသွုံးချပြီးပူမိုကောင်းမွန်တဲ့ဘဝကိုရရှိစေခြင်းနဲ့တနေ့ကျရင်ဝီလ်တရားကိုသူတို့စီကံနေထွက်ခွာသွားပြီဆိုတာကိုသာသိကျင်တဲ့လူစိတ်မကောင်းစွာနဲ့ပြုတ်ပြခဲ့ပါတယ်။ဒီစကားတွေကဝီလျက်စီကိုပြင်းပြင်းထန်ထန်လှုပ်ရှားစေခဲ့ပြီးသူ့ရဲ့ဘဝကိုပြောင်းလဲဖို့စားတဲ့တွီးတော့စေခဲ့ပါတယ်။နောက်ဆုံးကုသကံတဲ့အားရမှာရှွန်ဟာဝီလ်ရဲ့ငယ်ဘဝစိတ်တန်ရာတွေကို ထိုးဖောက်ကုသနိုင်ခဲ့ပါတယ်။ဝီလ်ဟာမွေးတာမိပါတဲ့ရိုင်းညံ့နှင်းဆက်မိုးကိုခံရခဲ့တဲ့ကလေးဘဝကိုပြန်တွင်းမိပြီးကိုကိုကိုအပစ်တင်နေတာမှာ ရှုံးကဝီကို It's not your fault ဒါမင်းအမှမဟုတ်ဘူးဆိုတဲ့စကားလုံးကိုအချိန်ကျိန်ပြောပြခဲ့ပါတယ်။ဒီစကားလုံးတွေကဝီရက်ပိတ်ဆိုထားတဲ့စိတ်ခံစားမှုတွေကိုပွင့်အားသွားစေပြီးသူဟာငိုကြွေးညင်းနဲ့သူ့ရဲ့နာကျင်မှုတွေကိုပထမဆုံးအချိန်မှာရင်ဆိုင်ခဲ့ပါတယ်။ဒီအခိုက်အတန့်ဟာရုပ်ရှင်ရဲ့အင်အားအကြီးအမားဆုံးစိတ်ခံစားမှုမြင်သားတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်။ဝီလ်ဟာသူ့ရဲ့အသွေးစိတ်တန်ရာတွေကိုလက်ခံပြီးနောက်ဘဝကိုအသစ်တစ်ဖန်ပြန်လည်စတင်စဉ်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ရှုံးကလည်းဝီလ်ကိုကဘာလေးခီအီထွေဖူသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောပြခဲ့ပါတယ်။ပါမောက်ခလန်ဘူဟာဝီလ်ကိုလမေကျော်တင်းချပညာရှင်တူဖြစ်စေခြင်းကဒါဒါပေမဲ့နောက်ဆုံးမှာတော့ဝီလ်ကိုသူ့ရဲ့ကိုမိုင်လန်းကိုရွေးချယ်ခွင့်ပေးခဲ့ပါတယ်။ဝီလ်ဟာလန်ဘူစီစဉ်ပေးထားတဲ့အလုပ်တွေကိုလက်မခံတော့ဘဲနဲ့ရှုံးအပ်သက်စားရဆောင်ချမ်းခဲ့ပါတယ်။အဲ့ဒီစားတွေမှာအိုင်ဂါဒါကို see about the girls ဆိုပြီးရေးသားထားတာကြောင့်ဝီလ်ဟာစကိုင်လာကိုတွားမယ်ဆိုတာကိုဖော်ပြခဲ့ပါတယ်။ ဝီလ်ဟာတငယ်ချင်းတွေနဲ့ဆောက်ဘော့စတန်ကနေထွက်ခွာပြီးကယ်လီဖိုးနီးယားကိုစကိုင်လာစီတွားဖို့ကားမောင်းထွက်ခွာသွားပါတော့တယ်။ကျွန်တော်တို့အားလုံးလည်းကိုယ့်ရဲ့ကြောင်းရက်မှုတွေကိုကြော်လှပြီးကိုယ့်ရဲ့စိတ်နှလုံးကလိုအပ်တဲ့ပျော်ရွှင်မှုကိုရဲရဲဝံ့ကြီးရှာဖွေနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီနေ့ရဲ့ယူရှင်ပင်လဲတုံတုပ်ချစ်ကိုဒီမှာပဲနေကုန်ချုပ်လိုက်ပါတော့တယ်။ကျွန်တော်တို့ရဲ့ YouTube Channel ကိုလည်း Subscribe လုပ်ထားဖို့မမေ့ပါနဲ့လို့တောင်းဆိုရင်းနောက်ထပ်စိတ်ဝင်စားဖို့ခောင်းတဲ့ယူရှင်တွေနဲ့ပြန်လဲတွေ့ဆုံပါမယ်။အားလုံးပဲပျော်ရွှင်ထားရတဲ့နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။